အခုလို item တွေကြောင်းနှဝင်တဲ့ရုပ်ရှင်ကားချင်းနဲ့ Academy ဇက်ဘုစုရဖို့အခွင့်အရေးများနေတဲ့ဖူးစုံလက်တလောယုံတင်ပြသနေတဲ့ရုပ်ရှင်ကားချင်းတွေအများကြီးရှိတဲ့အထင်မှာဒီကားနဲ့တော့ဒီမင်းသမီး Academy ရကိုရရမယ်ဆိုပြီးပရိသတ်တွေရဲ့အတန်တညတညထဲထွက်ပေါ်လာစေခဲ့တဲ့ Academy နဲ့အထိုက်အတန်ဆုံးလို့သတ်မှတ်ခံနေရတဲ့ဝါရင်မင်းသမီးတလက်ရှိနေပါတယ်။ဟုတ်ပါတယ်သူကတော့အားလုံးချစ်ခင်ရတဲ့မင်းသမီးကျော်ဖူးစုံပဲဖြစ်ပါတယ်။အခုဆိုရင်တော့မင်းသမီးဝင်းမုံရှိကိုယ်တိုင်ထုတ်လို့ရိုက်ကူထားတဲ့နှဝင်တဲ့ရုပ်ရှင်ကားချင်း ီးမှဘူးဆောင်ရဲ့တရုတ်ဆောင်ချက်တွေကချီကျူးခဲ့ကြတဲ့ပရိသတ်တွေရဲ့ရင်ထဲကိုတကယ်ကိုထီထီမိမိရောက်ရှိခဲ့ပြီးတော့ချီကျူးတန်တွေနဲ့ပြည်နေခဲ့တာပါဒီကားထဲမှာဘူးဆောင်ကမိညိုဆိုတဲ့ character ကနေတရုတ်ဆောင်ထားပါတယ်မိညိုဆိုတာကတာမန်ဇက်ယုတ်တခုမဟုတ်ပါဘူးစိတ်ဆဆဝေဒနာရှင်တယောက်ရဲ့အဘဝကိုပုံဖော်ရတာပါပရိသတ်တွေပြောနေကြတာကတော့ဘူးဆောင်ဟာမိညိုအဖြစ်တရုတ်ဆောင်နေတာမဟုတ်တော့ပဲတကယ်မိညိုကိုယ်တိုင်ဖြစ်နေခဲ့တယ်ဆိုတာပါပဲ သူရဲ့မျက်လုံးတွေအမူအရာတွေစကားပြောဖို့နေကတကယ်ဝေဒနာရှင်တယောက်ရဲ့ခံစားချက်ကိုပြည်ရင်လုံးပြီးတော့တက်ဝင်လွန်းနေခဲ့တယ်လို့ဆိုပါတယ်အထူးသဖြင့်ဇလန်းထဲမှာညီနန္ဒရဲ့ဇက်ကောင်ကြောင့်ဘဝတစ်ခုလုံးနေမောပြက်စီးသွားခဲ့ရတဲ့မိညိုရဲ့ဘဝကိုကြီးစုသူပြိသက်တွေကအယံကိုတနာပြီးတော့ဇက်ကားပြည့်တဲ့အထိမိညိုအတွက်ရင်နာမစုံဖြစ်ခဲ့ကြတာလို့ဆိုပါရယ် ဒါကြောင့်ပရိသတ်တွေအားလုံးကဒီလိုကာရက်တာကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ဖူးဆောင်ကိုဒီနှစ်အတွက်အကယ်ဒမီဇက်ဘုတ်စုကိုပေးကိုပေးတင်နေသူနဲ့အထိုက်အတန်ဆုံးပဲဆိုပြီးတော့တခဲနဲ့ထောက်ခံနေကြတာဖြစ်ပါတယ်။တကယ်တော့ဖူးဆောင်ဆိုတာအခုမှကောက်ပြီးတော့တော်လာတာမဟုတ်ပါဘူး။သူရဲ့အနုပညာသက်တမ်းတစ်ချောင်းလုံးကသက်သေပါပဲ။သူကအနုပညာလောကတွေကိုဗီဒီယိုဇက်ကားတွေခေတ်ကလေးကဝင်ရောက်လာခဲ့တဲ့သူပါ။ပရိသတ်တွေကသူ့ကိုအစွဲဆုံးဖြစ်ခဲ့ရတာကတော့နေတူးမင်းမော်ကွန်ကြကြော်ဘုံထွန်းထွန်းတို့ဦးဆောင်ခဲ့တဲ့နှင်းစီအငိမ့်တွေမှာရှေ့အတွက်မင်းသမီးအဖြစ်နဲ့သူ့ရဲ့အကောင့် အလှဟာသညံတွေနဲ့ပရိသတ်ကိုဖန်ဆားနိုင်ခဲ့ရပါပဲအရင်နောက်မှာတော့ဘူးစုံတယောက်နှုတ်ပညာလောကကနေအနေငယ်ကိုပြောက်သွားခဲ့တာဖြစ်တယ်လို့ထင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူမပြန်လာခဲ့ပါဘူး။သူရဲ့ဒုတိယနှုတ်ပညာခရီးကပို့ပြီးတော့မှခန်းနာခဲ့ပါတယ်။အဲ့ဒါကတော့ရုပ်တံဇလန်တွဲတွေကနေတဆင့်ပရိသတ်ရှိကိုသူမဟာပြန်ရောက်လာခဲ့တာပါ။ အထူးသဖြင့်တော့အိမ်တောင်ဇလန်တွဲမှာသူမတယောက်ဆောင်ခဲ့တဲ့ဒေါ်ဘီဘီဆိုတဲ့ character ကိုပရိသတ်တွေဘယ်တော့မှမေးမှာမဟုတ်ပါဘူး။အဲဒီဇယုံနဲ့လည်းသူမက drama တွေကိုဘယ်လောက်ထိပိုင်နိုင်လဲ။ဘယ်လောက်ထိတယောက်ဆောင်အားကောင်းလဲဆိုတာကိုသက်သေပြခဲ့ပြီးသားပါ။အခုအိမ်တောင်ဇလန်တွဲကဒေါ်ဘီဘီနှဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကမိညိုဒီလိုအားကောင်းတဲ့ဇယုံတွေပြည်ပြလုံးတဲ့တယောက်ဆောင်ချက်တွေကြောင့်ဖူးဆောင်ကဝိုင်းရင်တပိုင်းရင်တယောက်ဆောင်အတိတ်နဲ့ရှိတဲ့ တကယ်မာစတာတယောက်ဆိုတာကိုပြသနေတာပါပဲ။ဒါကြောင့်မလို့ပရိသတ်တွေကသူ့ရဲ့ဒီနှဝင်တဲ့ကားနဲ့အကယ်ဒမီကိုရကိုရစေချင်နေကြတာဖြစ်ပါတယ်။ဒါဟာသူမရဲ့အနုပညာသက်တမ်းတစ်လျှောက်စူးစမ်းမှုတွေအကြီးမားဆုံးအသိမှတ်ပြုမှုတစ်ခုဖြစ်လာမှာပါ။ပရိသတ်ကြီးတို့ရောနှဝင်တဲ့ရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီးကြပြီလား။မိညိုဖြစ်တယောက်ဆောင်ခဲ့တဲ့မင်းသမီးဖူးဆောင်ကိုဒီနေ့အတွက်အမျိုးသမီးဇက်ဖို့အကယ်ဒမီစုကိုရစေချင်လားရှင်။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါဦးနော်။ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ။ gente